ပြစ်မဲ့ရက်သားပြည်သူတွေထမင်းစားနေတဲ့နေရာကိုတော့မှဘုံကျဲပြီးတတ်နေတဲ့သူတွေကထမင်းငတ်နေပြည်သူတွေကိုလူသားချင်းစာနာမှုအကူအညီပေးဖို့အတွက်စိတ်ရင်းရှိပါမလားလူတတ်တဲ့လူကလူတွေကိုကူညီပေးတဲ့လူသားချင်းစာနာမှုအကူအညီစိတ်ဓာတ်ရှိပါမလားကိုယ်လုံးသဘောပေါက်ပြီးသားပါပြည်သူလူထုကိုမငှက်ညာလို့ပြည်သူလူထုကိုရန်သူလိုတပ်ဖြတ်နေတဲ့အကြမ်းဖက်စစ်တပ်ကလူသားချင်းစာနာမှုကိုပြကယ်ပေးခြင်းနဲ့စိတ်ရှိလားမရှိလား စိတ်တက်ရှိလူမတတ်ဘူးညာကူညီမှာပေါ့နေเจ้าနေအကုန်လုံးဘာမှမတုံးမဲနဲ့လူတတ်ဖို့တော့မတုံးမဲနဲ့ခုနလိုလူသားချင်းစာနာမှုကူညီမှာပေါ့အခုတော့လိုက်ပြီးရွာတွေမီးရှို့နေတဲ့လူတွေစတာတွေအကုန်လုံးကပြည်သူတွေကူညီမှာပေါ့ထားမှမရှိတာပါမကောင်းတဲ့ဟာစတာကိုကျွန်တော်တို့ဘာတွေမျှော်မှန်းပြီးဘာတွေကိုစဉ်းစားနေဦးမှာလဲနောက်တစ်ခုကနေရာဒေတာတစ်ခုပေါ့နေရာဒေတာမှာခုနပြောသလိုပေါ့ကျွန်တော်တို့အခုချိန်မှာ နာကစ်နဲ့ကွာတာနာကစ်ကတော့အကုန်လုံးဒါ AR တိုင်းတိုင်းလုံးကအကုန်လုံးကဒီပြောမယ်ဆိုရင်အရက်ဖက်လူမှုဖွဲ့စည်းလဲသွားနိုင်တယ် CS ဆိုလဲသွားနိုင်တယ်ကန်ကန်တတ်မှုရှိတဲ့တိုင်အောင်အချုပ်ချာအာဏာတခုလည်းရှိတယ်အခုကကျွန်တော်တို့မှာအာဏာပိုင်ဆိုးမှုမှာခုန NUG နဲ့တိုင်းရင်းသားဖွဲ့စည်းတွေစုံမထားအုပ်ချုပ်ထားတဲ့နယ်မြေရဲ့အကြမ်းဖက်စစ်တပ်ကထိန်းချုပ်ထားတဲ့နယ်မြေရဲ့အဲ့ဒီနေရာတစ်ခုကွဲပါတယ်အဲ့တော့ ကျမ်းပဲစစ်တပ်ကထိန်းချုပ်ထားတဲ့နေရာကမြို့ကြီးနေအမကန်ဆိုးစွာနဲ့အဲ့နေရာပဲအပြက်စီးများတာပေါ့ပြက်စီးများဆိုတာအိမ်တွေတိုက်တာတွေအများဆုံးပြိုပြက်တာရှေးအောင်ပစ္စည်းပြိုပြက်တာအဲ့တော့သူတို့လက်ထဲမှာလူတွေကပုံပုံတော့ဒုက္ခရောက်နေတာဒါပေမဲ့တစ်ဖက်ထဲမှာလည်းသူတို့လုံးဝသူတို့လာရင်တောင်မှမလာပါနဲ့နင်တို့ကြောက်လွန်းလို့ပါဟဲ့ဆိုတော့မောင်းထုတ်မဲ့သူတွေသူတို့နဲ့ပူးပေါင်းလှုပ်ဆောင်တဲ့ဒီမှာနိုင်ငံချက်ချင်းကြီးအသင်းတို့ဘာလို့ဆိုလဲလူတိုင်းကတိပြီးသား ယူနီဖောင်းသာပြောင်းထားပြီမယ်သူတို့ကတစ်ချိန်တည်းတစ်ချိန်တည်းဆိုတာသိထားတော့ပြည်သူလူထုကလည်းမုန်းတီးနေတယ်ကြောက်လန့်နေတယ်အဲ့ဒီနေရာမှာသူတို့ကသွားပြီးတော့ဟန်ပြလောက်တော်မှာလက်ခံမှုခက်ခဲနေတယ်စိုးမိုးမှုလုံဆောင်မှုမရှိသူတို့နဲ့ပူးပေါင်းမှုမရှိတဲ့အတွက်အဲ့ဒီနေရာတွေမှာသူတို့ဘလုံးမှပူးပေါင်းဆောင်ရွက်မှုလုပ်နိုင်မှာမဟုတ်ပါဘူးအဲ့ဒီတော့ခုနကတည်းကသူတို့စိုးမိုးထားတဲ့အပျက်စီးများတဲ့နေရာမှာယူနီဖောင်းတစ်စားကနဲ့သွားနေကြများတော့ယူနီဖောင်းမုန်းတဲ့ပြည်သူတွေကငလျင်တန်လဲကြောက်ရစစ်တပ်တန်လဲကြောက်ရနော် ငလင်တန်ကြောင့်ပစ္စည်းရပြက်မှလည်းကြောက်ရသူတို့လူမှလည်းကြောက်ရဆိုတဲ့အကြောက်တရားတွေကပို့ပြီးတော့လွှမ်းမိုးသူများကာလပတ်လုံးဘလုံးမှဒီခုနလုပ်ငန်းအောင်မြင်မှာမဟုတ်ပါဘူးတစ်ချိန်တည်းမှာလေခုနလိုခန်းစည်းမှုကစမြတ်ထုတ်တာတွေမကောက်ဘူးအရင်တော့ဆိုကြည့်ကြည့်ပါပရဟိတလုပ်ငန်းဆိုလူငယ်တွေအများကြီးရှေ့ဆုံးကထွက်တာမန္တလေးတို့စကိုင်းတို့ဆိုတာပရဟိတနေမြေတွေစေနာဝန်ထမ်းနေမြေတွေအခုကလူငယ်တွေမထွက်ရဲဘူးဘာကြောင့်လဲဖက်ပြီးကူညီရင်စစ်မှုထမ်းတဲ့များပါသွားမလားငါတို့ PDF ပြန်ပြန်ဆက်သွယ်ရဲဆိုပြီးတော့များဖမ်းမလားဆိုတော့အကြောင်းမျိုးမျိုးကိုကြောက်ပြီးတော့မထွက်ရဲတာအဲ့တော့လူတို့ကသူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုမရှိဘူးသူတို့နဲ့ပူးပေါင်းဆောင်ရွက်မှုရှိသမျှလူမှုကယ်ဆယ်ရေးလုပ်ငန်းတွေကဘယ်တော့မှအောင်မြင်မှာမဟုတ်ပါဘူးအင်အားတွေရှိရတာနဲ့လူ့စာမှုပိုင်းမှာသူတို့ဘယ်တော့မှမအောင်မြင်နိုင်ဘူးဆိုတာပြောချင်ပါတယ်အဲ့တော့ဒါကပထမမင်းကတချို့တည်းကဘုံတချို့ပေါ့နော်ဒုတိယတစ်ခုကကျွန်တော်တို့ဆက်ဆက်ချင်းသူတို့အပြစ်ခံရဲဆဲပါတယ် အစောစောချင်း sorry ပါကျွန်တော် NUG ကစပြီးတော့အပြစ်ကတ်ကျင်းကြတာပါ။ဘာကြောင့်လဲဆိုတော့ပြည်သူမျက်နှာမူဖို့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်တို့ဒီအပြစ်ကတ်ရဆဲပြီးတော့လူသားချင်းစာနာမှုကူညီတွေကိုပံ့ပိုးပေးဖို့အတွက်ကျွန်တော်ရည်ရွယ်ပြီးတော့လှုပ်ဆောင်တယ်။ဒါပေမဲ့စစ်တပ်ကနောက်ပိုင်းမှာလိုက်လုပ်လာတယ်။လုပ်လာတဲ့အချိန်မှာလည်းတကယ်တမ်းအပြစ်ကတ်ရဆဲရမှုပဲနဲ့ပြစ်ပြီးတော့ခတ်တရားပါနေတယ်เนาะအဲ့တော့ဒီလိုမျိုးကိစ္စလှုပ်ဆောင်နေတဲ့ဟာမှာ ကျွန်တော်တို့ပြန်ပြီးတော့စဉ်းစားစရာတွေကပြန်ဖြစ်လာတယ်။နောက်ပြည်သူလူထုကာကွယ်ဖို့ကပို့ပြီးတော့လူအပ်လာတော့ကျွန်တော်တို့မှာဒီဟာကိုကျွန်တော်ပြန်ပြီးတော့သုံးသပ်ပြီးတော့လုပ်ဆောင်ရတယ်။ဒီပေမဲ့ဘာလို့ကျွန်တော်ကြုံတွေ့ရလဲဆိုတော့ဒီလိုမျိုးတိုက်ခိုက်မှုတွေဖြစ်လာတော့ကပ္ပါကိုကျွန်တော်အသိပေးရတယ်။ဒါတွေကလူပေးချိုးဖောက်မှုပါ။လူသားချင်းစာနာမှုအကူအညီလိုအပ်တဲ့ကာလမှာလူသားချင်းစာနာမှုအကူအညီတွေကိုပိတ်ဆို့ခြင်းဟာကြီးမားတဲ့လူခွေချိုးဖောက်မှုဖြစ်တယ်လို့နိုင်ငံတကာရာဇဝတ်မှုတွေဖြစ်ပါတယ်။ ဲ့တော့ဓာရီတိဖို့အတွက်ကျွန်တော်တို့ကဘာကိုတိအောင်လုပ်တယ်တိအောင်နေလုပ်ရုံမကဘဲနဲ့မင်းတို့စေတနာရှိတာမှန်ပေမဲ့ကြည်သူလက်ထဲမရောက်ကြည်သူတွေလက်ထဲမရောက်ဘဲနဲ့ခုနလိုသူတို့နဲ့အကျိုးမြတ်ဖြစ်တဲ့အတွက်ကျမ်းပတ်စေအုပ်စုလက်ထဲကိုရောင်လို့တော့မထဲပါနဲ့။ဒါနဲ့ပတ်သက်ပြီးတော့လုပ်ရမယ်ဆိုလို့ရှိရင်လေတေးသေးသေးစောင့်ချက်ကြည့်ရှုမှုရန်ရာမပါဘဲနဲ့မလုပ်ပါနဲ့ကျွန်တော်အတိအသေးပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ ကူညီမှုလမ်းကြောင်းကိုပြည်သူတွေကိုမျက်နာမူပြီးတော့ပြည်သူလက်ထက်ရောက်ဖို့အတွက်ကျွန်တော်တို့ဒါကိုလှုပ်ဆောင်တာဖြစ်တယ်။ပြည်သူတွေမပေးပါနဲ့မပြောပါဘူး။အကြမ်းဖက်စစ်တပ်ကိုမပေးပါနဲ့။ပြီးရင်ပြည်သူတွေထက်မရောက်ဘူးဆိုတာထေချာတဲ့အတွက်ဒါကိုကျွန်တော်တို့ကလူသားချင်းကိုရှေ့ရှုပြီးတော့ပြောဆိုတာဖြစ်ပါတယ်။နောက်တစ်ခုကျွန်တော်တို့ဘာလုပ်ရလဲ။ခုနကတော့လို့ကိုယ့်ရဲ့ဒေသအတွင်းမှာလူသားချင်းစာနာမှုအကူအညီတွေကိုကျွန်တော်တိုက်ရိုက်ပေးတာရှိပါတယ်။အဲ့တော့ကျွန်တော်တို့အဓိက focus ministry ဖြစ်တဲ့ ဟို disaster management and humanitarian assistant နော်အာ humanitarian assistant and disaster management ဝန်ကြီးဌာနပေါ့နော်အဲ့ဒီအဲ့ဒီဝန်ကြီးဌာနအနေနဲ့ကျွန်တော်တို့ဒီပြည်သူတွေကြားထဲမှာကျွန်တော်တို့ကသူ့နေမျိုးကိုယ်နေမျိုးမခွဲကြဘူးနော်စိုးမိုးနေမျိုးရယ်မခွဲကြဘူးပြည်သူတွေငလီနံရှိတဲ့ပြည်သူတွေအားလုံးကျွန်တော်တို့လူသားချင်းစာနာမှုအကူအညီတွေကိုအရေးပေါ်ရရှိဖို့အတွက်စုစုပေါင်းတန်းပေါင်း ကျပ်တမ်းပေါင်း3985တတ္တမ9တန်းကိုကျွန်တော်တို့ပံ့ပိုးပေးနိုင်နေတယ်အဲ့နေရာမှာကိုယ့်ရဲ့နေမြေတွင်းတော့လွတ်လွတ်လပ်လုပ်နိုင်တာပေါ့နေမြေတွင်းမဟုတ်တဲ့နေရာမှာလဲကိုကြောင့်အန္တရာယ်မရှိဖို့အတွက်ဒါတွေတခြားသောဖွဲ့စည်းတွေတစ်စိမ့်ကျွန်တော်တို့လှုပ်ဆောင်ပေးရတယ်ဒါကနိုင်ငံတကာဖွဲ့စည်းတွေလည်းအဲ့လိုမျိုးပူးပေါင်းဆောင်ရွက်ဖို့အတွက်ကျွန်တော်တို့မြေတိုက်တွန်းအားပေးပြီးတော့လှုပ်ဆောင်ရပါတယ်ဒီနေရာမှာဘယ်ရိုက်ကူညီမှုတွေမကဘဲနဲ့ဒီပတ်ဝန်းကျင်ကြားထဲမှာထွက်လာနိုင်တဲ့လူသားချင်းစာနာမှု เนาะลุขွေချိုးပေါက်မှုတွေမဖြစ်အောင်လဲကျွန်တော်တို့အမြဲတမ်းလုပ်ဆောင်ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကာလမှာမျိုးသမီးဘဝအကျန်းဖက်မှုခေတ်စာတွေပုံပြီးတော့ဖြစ်လာနိုင်တယ်။ကလေးသူငယ်အကျန်းဖက်မှုတွေဖြစ်လာနိုင်တယ်။လူကုန်ကူးမှုခေတ်စာတွေအများကြီးဖြစ်လာနိုင်တယ်။သတ္တတွေကိုမဖြစ်လာဖို့အတွက်ကျွန်တော်ကူညီတဲ့ကိစ္စကိုကျွန်တော်ဝန်ကြီးဆရာလုပ်တယ်လို့စိတ်ပြည့်စုံမှုခံစားနေရပြီးတော့စိတ်ပိုင်းဆိုင်ရာအကူအညီတွေလိုအပ်နေတဲ့အမျိုးသမီးတွေရောကလေးသူငယ်တွေရောတော်တကာကျွန်တော်တို့ဒီပြည်သူတွေကြားထဲမှာဆိုင်ရာဝန်ကြီးဌာနက ဟိုသက်ဆိုင်ရာတာဝန်ခံတွေကနေပူပေါင်းပြီးတော့စိတ်ပိုင်းဆိုင်ရာကူညီမှုတွေတန်ဖိုးမှုတွေဒါတွေကိုသုတ်ဆောင်ပေးလျက်ရှိပါတယ်အတိအကျတော့ကျွန်တော်တို့နေနဲ့နိုင်ငံတကာကိုအဖြစ်မှန်တိုင်းသိဖို့အတွက်ချက်လက်မှန်တွေတင်ပြတယ်သူ့ရဲ့လှုပ်ဆောင်နိုင်တဲ့ကူညီတွေကိုတိုက်ရိုက်ရောက်ရှိအောင်လှုပ်ဆောင်မယ်အချိန်ထဲမှာဒါတွေကိုကျွန်တော်တို့စစ်မှန်တဲ့ဟိုနီးလန်းနေနဲ့ကူညီပေးဖို့အတွက်ဘယ်လမ်းကြောင်းအောင်သွားမလဲအတိအကျပြည်သူတွေကြားထဲကိုမှန်မှန်ကန်ရောက်နိုင်မယ် လေဆက်ဖြတ်ကျော်တဲ့လုပ်ငန်းတွေလေဆက်မှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းတဲ့ပူးပေါင်းပြီးတော့ဒုက္ခရောက်နေတဲ့ဒင်းကြီးစကိုင်းနဲ့မန္တလေးစတဲ့ရှမ်းစတဲ့ဒေသတွေကိုကျွန်တော်တို့အုံရရောက်ရှိနိုင်မှုအတွက်ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းတွေနဲ့လှုပ်ဆောင်ရရှိပါတယ်လို့ပြောကြားချင်ပါတယ်